ချစ်ဦးညောတမိုင်းမတွေ့ပေမဲ့တမိုင်းဝင်နေတဲ့စကားများငါကောမိပြီဖြစ်သည် ကို့လူရကို့တော်မူလော့ငါတို့တော်ကမိပြားစောအောင်မှာညက်တက်ပြားငါတို့တော်မင်းကိုဆင်ရဤတို့တော်စကားကိုစိုးဝန်သည် အချင်းနှီးမတိလီကောင်းတတော်မင်းဖျားမြင်းဝဲတစ်ခုကိုစိတ်ကူးရုပ်ပုံဖော်ကြည့်မိပါတယ်နေရာကအင်းဝမြို့တော်နန်းတော်ရဲ့မင်းရင်ပြေပလင်ထက်မှာအသက်20ကျော်သာရှိသေးတဲ့မင်းမျိုးမင်းလွင့် ဘယင်ငယ်တပါဝဲရရှေးမောက်မှာတော့ထုံးစံတိုင်းအမတ်ဝုံဘိုပါတွေခစားလို့ဘယင်ငယ်ရဲ့လဝဲဘက်မှာအင်မတန်လှပါရမီဗျာနန်းရွေမင်းရင်ဆိုပေမဲ့ညီလာခံတစ်ခုကျင်းပနေတာမဟုတ်ပါဘယင်ရှေးမောက်မှာနှောင်ကျိုးထက်ထက်တဲခံလာရတဲ့ဘယင်နဲ့မတိမ်မရဲ့ယောက်ျားတယောက်ဒူတုတ်လို့ငယ်ရွယ်ထမ်းရတဲ့ဘယင်ရဲ့မျိုးလုံးတွေကအဲ့ဒီယောက်ျားကိုစူးစူးကြည့်ရင်မီးဝင်းဝင်းတောက်လို့သို့မဟုတ် သားကောင်ကိုမိထားပြီးချင်းလေးတစ်ကောင်လိုအချိန်မရွေးကြိုက်ဖက်စားတော့ဖို့အတွက်စိတ်မင်းပြေကြည့်လို့ဟိုရာဇဝတ်သားကတော့မျက်နှာအောက်ဆိုင်ခေါင်းငိုက်ဒါပေမဲ့အသက်ဆုံးရတော့မဲ့ရာဇဝတ်သားတယောက်အနေနဲ့သွေးပြက်ချောက်ချံကလုံးရင်မဖြစ်ပါဘူးကြားရောက်လာမဲ့ပြည့်တံကို ရေးရဲကြီးရင်ဆိုင်လိုက်တော့မဲ့သူမျိုးဘယ်မျိုးဝန်ဘယ်အမတ်ဘယ်စစ်သူကြီးမှဝင်ရောက်တတော်ဦးတင်ကဆွဲချက်တင်တာမျိုးမရှိဘူးနိုင်ရင်ဟာတိတ်ဆိတ်နေတယ်ဘရင်အတန်ဟာ တလုံးချင်းအေးဆက်ပြတ်သားစွာပေါ်လာပါတယ်။နင်းကိုမိပြီးရေရင်ပစိဓာလန်တခြင်းပေါလို့လေတဲ့။ဝေးကြီးပူရရန်ကိုအောင်သောမျိုးလို့အမည်ပေးခဲ့ပေမဲ့ပင်ရဟာမျိုးသက်အနှစ်50ကျော်မှပဲပြတ်သွားခဲ့ပါတယ်။ပင်ရနောက်3နှစ်ကြာမှတည်ထားခဲ့တဲ့စတိုင်းဟာလည်းမျိုးသက်49နှစ်အရမှပြတ်ခဲ့ပါတယ်။အနောက်မြောက်ဘက်ကအဟုန်ရှမ်းတွေဝင်တိုက်လို့ပြတ်ခဲ့ကြရတယ်လို့ဆိုပါတယ်။ ပင်ရတဲ့သူဟာတည့်ရသူစကိုင်းတဲ့သူဟာအသိဉာဏ်စောယွန်းမျိုးတွေပြက်လူတွေတေကြချေကြကျွဲညွတ်တရိษံတွေဆုံးကြလေယာမြေတွေပြက်ကြနဲ့ပြာပုံဖြစ်နေတဲ့အချိန်မှာဂျက်ခွာဂျက်ခဝရာမှာကျင်းကြနေတဲ့တကောင်းမျိုးစာမင်းသားငယ်တယောက်ဟာကျင်းကထွက်ပြီးအစွမ်းပြပါတော့တယ်သူကတော့အသိဉာဏ်စောယွန်းရဲ့တမီးစိုးမင်းကိုတော်ကြီးနဲ့ တကောင်းမျိုးစားသူတို့စင်နေတို့ကမွေးဖွားတဲ့သူတို့မင်းပြပါပဲ သူစားရတဲ့တကောင်းမျိုးသည်သူစားရတဲ့တကောင်းမျိုးလည်းအဟုန်ရှမ်းတို့ရဲ့ဖြည့်ဆင်းမှုကိုလက်ဦးခံခဲ့ရပါပြီကြက်ခဲဝရာအကျဉ်းသားဖြစ်ကလွတ်လာချိန်မှာ သူဟာအသက်20ပဲရှိပါသေးတယ်သူတို့မင်းပြဟာပင်းရစကိုင်းအပျက်စီးတွေကြားထဲကမျိုးတစ်တဲပါတယ်အဲ့ဒါဟာအင်းဝပါပဲ သူ့ရဲ့ဘိုးတော်ဘိုးတော်သူတစည်းရှင်ရှင် တိဟတူဟာတုံးကတိုင်တိုင်မျိုးသစ်တယ်လို့မအောင်မြင်ခဲ့တဲ့နေရာမှာသူကအောင်မြင်စွာတည်လိုက်နိုင်တာပါပဲရေကန်အသင့်ကြာအသင့်မဟုတ်လေပဲအပျက်စီးတွေကြားထဲကအစ်စ်တည်ယူရတဲ့အလုပ်ဟာဘလောက်ခက်ခဲမလဲဆိုတာတွေးချင်းကြည့်နိုင်ပါတယ်မျိုးသစ်တယ်ပြီးခါမှာလဲအေးဆေးစွာတတအေးဆေးတတစွာ ြို့တဲ့နန်းတဲ့ပြီးရင်ဆိုပြီးစံနေရတာမဟုတ်ပါဘူးငငွေကုန်တောင်တွင် စကူဘက်ကထားကြွလာလို့မနေမနာလိုက်နှိမ်နှင်းနေရပါတယ်ဒီအချိန်မှာသရိုမင်းဖျားဟာ21နှစ်22နှစ်ငယ်ရွယ်ထမြတ်တက်ကြွပြီးကိုကိုကိုယုံကြည်မှုအပြည့်ရှိနေတဲ့မင်းပြုတ်မင်းလွင်ပြီးရင်တပါသူနဲ့စကိုင်းရေဝန်းကနေအင်းဝမျိုးတဲ့ဝင်ဝင်တောင်းကျွမ်းနေတဲ့တခုငတက်ပြားတို့ထိတ်တိုက်တွေ့ကြပါတယ် ရတက်ပြားရဲ့စွမ်းရည်တွေကိုတန်တားကြီးကန်တားကြီးဆန်ဆန်ပြောပေးပြောကြပေမဲ့ရတက်ပြားတကယ်စွမ်းလိုက်မယ်ဆိုတာသိကြရတယ်သိကြပါတယ်မိအောင်မဖမ်းနိုင်ကြလေလေလူစံကောင်းဖြစ်ကြလေလေပါပဲရတက်ပြားကလည်းငါ့ကိုဘယင်ကိုတိုင်းဖမ်းလို့ရမှတက်လို့ရမယ်လို့ကြုံသွားပါတယ်ဒီတော့ဒရိုမင်းဖျားကိုတိုင်းထွက်ဖမ်းပါတယ်သူတို့ချင်းတွေ့ကြပုံဖန်းကြပုံတွေဟာလဲဇက်ကွက်ဇက်လန်နဲ့ကွန်မြူနိုင်ရင်ကွန်မြူနိုင်တဲ့လောက် suspense ဖြစ်မှာပါ နောက်ဆုံးတော့မိပါတယ်မိတဲ့အခါစောပိုင်းစောပိုင်းအဖွင့်မှာစက်ကူးရုပ်ပုံဖော်မိတဲ့အခင်းချင်းအတိုင်းစီရင်ပွဲဖြစ်ပေါ်လာပါတယ်။မင်းပါဟုလိုလဲလို့ဒရုံမင်းဖျားကမေးတော့ငတက်ပြားကမင်းကြီးငါ့ကိုမိပြီးကို့လိုရာကို့တော်မူလို့လို့ငါ့လိုတော်ကမိပြားစောအမကိုလိုရှိ၏လို့မဆိုင်မတွပြောလိုက်ပါတဲ့။ရေတင်ပစိဒါလှန် တခြင်းစင်စီရင်ရစီရင်မဲ့လက်နက်တွေကိုကြော်လွန်ပြီးဘရင်ဘေးမှာထိုင်နေတဲ့မိဖုရားကိုမှယူလိုက်တဲ့စကားပါ မထူးတော့တဲ့စကားငတက်ပြာဆိုတာပါပဲသူကြုံးသွားခဲ့တယ်လေငါ့ကိုတရုံးမင်းဖျားရတော်ရတော်သာသည်တရတရတုံအံ့မရတော့ကအလဲသူမွန့်အန်နီလို့အခုသူဒရုံးမင်းဖျားကိုယ်တိုင်ရဲ့အဖမ်းကိုခံရပြီသူသေးဖို့ပဲရှိတော့တယ် မျက်တက်ပြဖြေးစရာအဖြေ၃မျိုးလောက်ရှိနိုင်ပါတယ်။တဲအသက်ချမ်းသာပေးပါဒါကိုသူဘယ်လိုမှ ပြောနိုင်မှာမဟုတ်ပါ။နှစ်ကြားရလန်းနဲ့တတ်ပါ၃၊ဒါ၊လန်းလန်းနဲ့တကူကူရွေပြီးအဲ့ဒါနဲ့သိလို့ပါတဲ့။ဒီလိုဖြစ်နိုင်ဒီလိုဖြစ်နိုင်ဖွယ်အဖြေတွေရဲကတခုမှမပြောဘဲငါ့လို့တော့ကမိဖုရားကြီးလို့ပြောချလိုက်ပုံဟာ တဲ့ငါကြုံးဝါခဲ့တဲ့အတိုင်းငါသေးရဲတဲ့ပါလက်နဲ့ရွေရွေသေးတာသေးရမှာပဲတော့အဖမ်းခံရပြီးတက်လို့သာသေးရမှာငါမကြငါမကြောက်ဒီလိုတွေးပြီးငါတက်ပြဟာဘယ်သူမှဘယ်လိုမှမတွေးရဲမတွေးဝုန်းတဲ့အဖြေကိုဖြေချလိုက်တာဒီလိုပြောပြီးအသက်ခံသွားရလဲကြည်စမ်းတခုငါတက်ပြဟာနောက်ဆုံးချိန်ထိဘယင်ကိုရေးရဲကြည့်ရေးဆိုင်သွားခဲ့တဲ့ကောတက်တိပြောင်းလိုက်ပါပြီဒါမျိုးများတော့ကြိုက်တယ်ကွယ်လို့ပြောစမှတ် ကြံ့ရင်ခဲ့မှာမိဖုရားကိုသာငါလို့အီးလို့ပြောချလိုက်ပေမဲ့ငတက်ပြားပေါ့ငတက်ပြားသည်စောအုံးမှာပေါ့ပြမစိတ်နဲ့ပြောတာမဟုတ်ဘရင်ရှိမှသူ့မှန်မချအရှုံးမပေးကြောင်ပြတာပါပဲကြောင်မြလုံးတို့ကိုပြောက်တာတို့စားတဲ့စွမ်းရည်တွေရှိမရှိတော့မသိငတက်ပြားဟာဘရင်ဆိုပြီးအတလို့ကြောက်နေတာမျိုးမရှိတာတော့သိကြပါတယ်ဒါကငတက်ပြားအပိုင်းဘရင်ဒရုံးမင်းပြားဘက်ကရောငတက်ပြားဒီလိုဖြေလိုက်တဲ့အချိန်ဘလို့ဖြစ်သွားမလဲလို့မှန်းဆနိုင်ပါတယ် တနန်းတော်လုံးဖယ်ကနေဖြစ်သွားမလားအံ့ဩလုံးမကအံ့ဩလုံးမကအံ့ဝင်ခြင်းနဲ့တခဲနဲ့တိတ်သွားမလားမူးမတ်ဘူပါရီပါဇက်အဟောင်းသာတကူလုံးတုံသွားကြားလိုက်ရတဲ့စကားဟုတ်မှဟုတ်ပါလေကြငတက်ပြအကြောက်လွန်ပြီးသွေးလေးဖောက်ပြန်သွားပြီလားတာမန်လူများစုနဲ့မတူခြားနာဖောက်ထွက်ပေးဖက်လှုပ်တက်ပြောတက်တဲ့ကိစ္စတစ်ခုပေါ်လာရင်တမယိုးကြလူတွေမှာအမျိုးမျိုးတုံလှုပ်ခြောက်ခြားအံ့အားတင်ကြရပါတယ် ဘရင်တရိုးမင်းဖျားကဘလို့နေမလဲစောင်းမှာကတော့မျက်နှာရဲကနေသို့မဟုတ်ဖွေးကနေဖြစ်သွားပြီခေါင်းငုပ်မျက်နှာအုပ်ချလိုက်မလားစောကားလေခြင်းလို့ကတုံကြီးဖြစ်သွားမလားရှောက်သွေးပြခြင်းဖြာခြင်းနဲ့ပဲစိတ်ထဲကနေခစ်ခနဲရီလိုက်မလားအဲဒီလိုတွေထွေးထွေးပြပြ တိမ်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 မူမူဖြစ်အောင်ကြတဲ့အချိန်မှာတရုံမင်းဖျားကတော့တစိုးတစီးမျှအမျက်တော်မရှိမှန်နဲ့ငါတို့တော်မင်းကိုဆင်ရဲဤတို့တော်စကားကိုဆိုဝန်ဒီအချီနေမသေးလေကောင်းလို့မိန်တော်မူလိုက်ပါတယ်နွေနွေကုန်းစားဘရကျော်သူကိုနှိမ်နှင်းပြီးအလောင်းပေါ်ပွဲတော်တည်ခဲ့တယ်ဆိုရပြီးရင်စကိုင်းဘက်ကရှင်အောင်ကိုလည်းကိုယ်တိုင်တက်အလောင်းကိုနန်းချမ်းမြင့်ဖျဲပြီးအောက်ချပစ်ခဲ့တယ်ဆိုရပြီးရင်တာမန်ကြည့်ရင်ခေါင်းအပုတ်ခံရတဲ့မွေဟောက်လိုရှူးကနေ ပပင်းဖြန့်ဖြိုင်းထားပြီးစော်ကားလေခြင်းကွာလို့ချက်ချင်းထခုတ်တက်ပြစ်မယ်ထင်စရာ အခုတော့အချီးနှင်းမသေးလေကောင်နဲ့ငတက်ပြားကိုအသက်လွှတ်လိုက်ရုံမကရွှေတိုက်စိုးအရာနဲ့သူကောင်းမှပြုလိုက်ပါတယ်လေးကိုချစ်လျင်မြားကိုချစ်တဲ့ကဲ့သို့ပြည်ရဲရဲကိုချစ်တော်ကြောင်လကောင်ငားကိုလိုက်လိုက်တော်တကံသည်ကုံကိုချစ်တဲ့ကဲ့သို့ပြည်ရဲစည်းဝါးကိုလိုတော်ကြောင်လကောင်နဲ့ ဒရုံမင်းဖျားရဲ့ဆုံးဖြတ်ချက်ဟာကွက်တိမှန်ခဲ့တယ်လို့ဆိုရပါမယ်။နောက်တောင်တွင်းကိုတိုက်တော့ငတက်ပြဆွမ်းကြောင်းအောင်ဝဲရခဲ့တာပါပဲ။